င်္ဂလာပါရှင် ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။တနင်္လာရီတိုင်းဒေသကြီးတွင်နေရာကျကျနှင့်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရံရာနှုန်း80ဖြစ်ပါသည်။ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် တိမ်အထင်အင့်ဖြစ်ထွန်းမီမန္တလေးတိုင်းဒေသကြီးတွင် 2025မတ်လ12ရက်နေ့မှ16ရက်နေ့အထိမိုးရသွန်းနိုင်တဲ့အလားအလာမရှိဘဲနေ့ပူချိန်များတိုးလာနိုင်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ တနင်္လာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတစ်လျှောက်တွင်မိုးရသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်း မိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်မြမပင်လေပြင်လှိုင်းနှင်းငယ်မှလှိုင်းတင်တင်ရှိမီလှိုင်းမြင့်မှမြမကံယိုရန်တလျှောက်နှင့်ကန်းလွန်ပင်လေပြင်တို့တွင်လေးပေမှ၆ပေခန့်ရှိနိုင်ပါသည်နောက်နှစ်ရဲအတွက်ခံမှန်းချက် စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးနှင့်တချင်းပြည်နယ်တို့တွင် နေရာကွက်ကြားမိုးရွာနိုင်ပါသည် နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြံမွန်းတဲ့ချိန်အထိခံမှန်းချက်တိမ်အတင်းတင်းဖြစ်ထွန်းပြီးနေရာကွက်ကြားမိုးနှင်းငယ်ရွာနိုင်ပါသည် ရွာရန်ရာနှုန်း60ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြံမွန်းတဲ့ချိန်အထိခံမှန်းချက်တိမ်အတင်းတင်းဖြစ်ထွန်းပြီးမန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြံမွန်းတဲ့ချိန်အထိခံမှန်းချက်အများအဖြစ်သာယာမည်နွေရာသီပြပြပြင်းပြင်းဖြစ်လာတော့မယ်ဆိုတဲ့သဘောဖြစ်တာကြောင့်အပူချိန်မြင့်တက်လာပြီး အပူရှက်တာမိဘေးအနေရပုံများလာတာစသည်ဖြင့်သတိထားရမာတွေကိုပို့ပြီးသတိထားကြဖို့ပါပဲ2025မေလတွင် ရခိုင်ပြည်နယ်တောင်ပိုင်းရခိုင်ကမ်းရိုးတန်းဘင်္ဂလားပင်လယ်အော်ကို လေဖိအားနှင့်ရဝန်းများချူကက်ရောက်ရှိလာနိုင်ပါသည်သတိထားဆောင်ကြည့်ရမည့်အခြေအနေဖြစ်ပါသည်တန်တွဲခရိုင်မေလမှာရွာသွန်းမြဲထက်သုံးဆပိုမိုရွာသွန်းနိုင်ပါသည် အေယာဝရီတိုင်းကဘိုးကလေးမျိုးရဲ့မိုးလွန်ကာလမိုးရွာနိုင်ခြင်းဒီကာလအတွင်းမှာအော်တိုဘာလအတွင်းမိုးမရွာနိုင်မဲ့ရက်က၄ရက်ခန့်သာရှိပြီးနိုဝင်ဘာလထဲမှာတော့မိုးမရွာနိုင်မဲ့ရက်၁၉ရက်ခန့်ရှိတာတွေ့ရပါတယ်။အော်တိုဘာလထဲမှာမိုးအတင်းအတင်းမှမိုးများနိုင်မဲ့ရက်က9ရက်ခန့်ရှိနိုင်ပြီးနိုဝင်ဘာလထဲမှာတော့မိုးအတင်းအတင်းရွာရက်၈ရက်ခန့်ရှိနေသေးတာတွေ့ရပါတယ်။ မိုးလွန်ကာလအတွင်းတောင်တရုတ်ပင်လယ်ဘက်ကထူးခြားတဲ့မိုးလေဝသအခြေအနေမုန်တိုင်းအကျဉ်းကျန်တွေဖြစ်ပေါ်ဝင်ရောက်မှုစရာတွေကိုအခြေခံပြီးငုံမရနိုင်မလားနည်းနိုင်မလားဆိုတာကိုတော့စက်ကြည့်ရပါမယ်။မိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီ သိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအစ်တတင်တိုင်းသိရဖို့အတွက်ဒေနာကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်။